အလင်းလိုင်းကိုရက်ကနေကြိုဆိုပါရယ်ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းဝေးကော်မတီအာဘော်ပြည်သူအာဏာဂျာနယ်အမှတ်31 2009ခုနှစ်ဩဂုတ်လတုန်းမှာရဲဘော်ဂျင်မောင်ရေးသားထားတဲ့ပါတီသမိုင်းပညာပေးကြမည်ဆိုရင်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ် ပါတီသမိုင်းပညာပေးကြမည်ဆိုရင်တပါတီဝင်သည်များကို ပါတီသမိုင်းပညာပေးဖို့လိုပါတယ်ပါတီဝင်လူသူများကိုလည်းပါတီသမိုင်းမိတ်ဆက်ပေးဖို့လိုပါတယ်ဒါကြောင့်လိုအပ်သလောက်ရေးပါတယ်ပါတီသမိုင်းကိုပညာပေးမယ်ဆိုရင် ပါတီရဲ့290ခရီးမှာဖြတ်တန်းခဲ့ရတဲ့မှတ်တိုင်များကိုပေါ်ပြရမှာ ဖြစ်ပါတယ်မှန်ခဲ့တာရော မှားခဲ့တာရောဖော်ပြရမှာပဲမှန်ခဲ့တာအတွက်ဂုံယူဖို့တတ်တတ်မဟုတ်ဘူးနောက်မှာဒီထက်ကောင်းအောင်တိုးချဲ့မယ်ဆိုတဲ့တဏိဌံချစေဖို့ဖြစ်ပြီးမှားခဲ့တာအတွက်နောက်မှာမမအောင်သင်ကန်းစာထုတ်ယူဖို့ဖြစ်ပါလေနှစ်မှန်ခဲ့တာတွေဟာပါတီကိုဂုံယောင်ပြောင်းစေပါလေဖက်စစ်ဒေါ်လာရေးဟာပါတီကို ပထမဆုံးဂုံယောင်ပြောင်းစေတဲ့မှတ်တိုင်ဖြစ်ပါလေဒီကိစ္စကို ရေးတဲ့သူတွေများပါလေဦးနုရဲ့၅နှစ်ရာသီစာအုပ်ဆိုရင် ြန်ထုတ်နေတာတွေ့ရပါတယ်။ပါတီရဲ့ဂုံယောင်ပြောင်းမှုကိုအခုထိမမေ့ကြသေးပါလားဆိုပြီးဂုံယူရပါတယ်။ပါတီမှာတခြားဂုံယူစရာတွေလည်းရှိပါတယ်။အဲ့ဒါကတော့ဘယ်တော့မှအ धिक ရန်သူမပြောက်တာပဲ။ပါတီကအင်အားကြီးသည်ဖြစ်စေ၊နည်းသည်ဖြစ်စေမိမိရဲ့လုပ်ငန်းစဉ်ပေါ်တစ္ဆာရှိပါတယ်။ဘသူတွေဘယ်လိုပဲယုံကြည်ချက်ပြက်ပြက်ပါတီကယုံကြည်ချက်ပေါ်မှာကြံ့ကြံ့ခံခံရည်တည်ခဲ့ပါတယ်။ ပါတီခေါင်းဆောင်ကြီးတွေကလည်းတော်လန်နဲ့သူရဲကောင်းဝါဒရဲ့နမူနာပြပြီးကြဆုံးခဲ့တာပါ။၃အခုဆောင်မှမှာအဓိကတင်ပြကျင်တာက အမားတွေကသင်ကန်းစာထုတ်ယူခဲ့ပုံကိုတင်ပြကျင်တာပါ။ပါတီတက်တန်း80အတွင်းမှာအကြီးဆုံးအမားကဖြုတ်ထုတ်သက်လမ်းစဉ်အမားဖြစ်ပါတယ်။တရားဝင်အမိကပါတီတွင်တော်လန်ရေးလမ်းစဉ်ဖြစ်သည်။ပါတီတွင်ဗန်းစကားဂျာကန်ကဖြုတ်ထုတ်သက်ဖြစ်သည်။အဲ့ဒီဗန်းစကားက တစ္ဆပောက်တွေနဲ့ရန်သူရဲ့ဝါဒဖြန့်မှုကြောင့်တွင်ကျင်နေသည်။ဒါကြောင့်တွင်ကျင်နေတဲ့ဗန်းစကားကိုပဲယူသုံးလိုက်ခြင်းဖြစ်သည်။စကားချက်ဖြုတ်ထုတ်သက်လမ်းစဉ်နဲ့ပတ်သက်ပြီးထူးခြားချက်ကြီးများရှိပါတယ်။အဲ့ဒါတွေကတော့ကာကြီးပါတီသမိုင်းမှာအရှိကြဆုံးအမှားဖြစ်ခြင်း1960ခုမှ1985အထိ၈နှစ်ကြာသည်။ခါကွေးအမှားကိုခေါင်းဆောင်စုကငင်းချင်း ပြင်းချင်းမရလိုက်ပဲ။ ြဆုံးကုန်ခြင်းကားငယ်အမားကို ပါတီရဲ့ထိပ်ပိုင်းပီပီထဲမှာပဲညီကုန်းချုပ်လုပ်နိုင်ခြင်းတပါတီလုံးကိုချမပြနိုင်ခြင်းတို့ဖြစ်ပါတယ်အဲ့ဒီထူးခြားချက်ကြီးသုံးခုဘာကြောင့်ဖြစ်ရတဲ့ဆိုတာကိုအခုအကျဲတင်ပြပါမယ်အရှိအကြဆုံးဖြစ်ခြင်းပါတီလမ်းစဉ်အမားတွေအများကြီးရှိပူပါတယ်အဲ့ဒီအမားတွေကိုချမှတ်ခဲ့တဲ့ခေါင်းဆောင်များကပဲအချိန်တိုအတွင်းပြင်ဆင်နိုင်ခဲ့တာကြီးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ ပါတီတွင်ဒီမိုကရေစီရှိနေလို့ဗဟုချုပ်ခံမှုကိုကြီးအလေးမပေးလို့ဖြစ်တယ်။ဖာထတာမှာကြတော့ပါတီတွင်ဒီမိုကရေစီတင်းသက်ခံနေရတယ်။ဗဟုချုပ်ခံမှုလည်းဖျက်သိမ်းခံနေရတယ်။ဗဟုချုပ်ခံမှုအစားဂိုင်းအစုတွေရဲ့ချုပ်ခံမှုကို အစားထိုးတာခံနေရတယ်။လမ်းစဉ်ကိုတိုင်းကိုကဂိုင်းဖွဲ့ဖို့အစုဖွဲ့ဖို့အားပေးနေတာဖြစ်လို့ပါပဲ။အမရဲ့ရေကန်မြေကန်ပထမရေကန်မြေကန် ပါတီဗဟိုကိုအောက်ခြေတူးကယုံကြည်မဲ့နေတာကြားပြီးနှစ်နှစ်အတွင်းစစ်နိုင်ရေးအမားလုပ်ပြီးကလေးကပေါနေတာပါပထမတော့တိုးတိုးတိတ်တိတ်ပဲနှီးဆက်ရမှာဆွေးနွေးကြတာပဲဒီခေါင်းဆောင်မှုနဲ့တော့တော်လိုင်းရေးမအောင်နိုင်ဘူးတရုတ်ပြည်ကွန်မြူနတီပါတီမှာမော်စီတုံးပေါ်သလိုဘာကပမှာလည်းမော်စီတုံးလိုခေါင်းဆောင်မျိုးပေါ်မှအောင်မြင်ပါပဲဆိုတော့ကြိတ်ပြီးဆွေးနွေးကြတယ်ကြိတ်ဝိုင်းတွေအများကြီးပေါ်ပါတယ်စစ်တမ်းတွေလည်းရေးကြတယ်လက်ရဘက်တင်းညွတ်သူတွေကမာသုံးလုံးစစ်တမ်းလို့ ချမ်းအေးစစ်တမ်းလိုမျိုးရေးကြတယ်။မအသုံးလုံးကဂိုင်းထောင်တယ်။ချမ်းအေးကတော့သူ့အနေထားအရာတကိုယ်တော်ပဲ။ဂိုင်းမဖွင့်နိုင်ပါဘူး။နောက်ဆုံးတော့သူတို့အားလုံးလက်နက်ချကြတယ်။အများစုကတော့မော်စီတုံးလိုလူရှာကြတယ်။မတွေ့ပါဘူး။ဗဟုကောင်းဆောင်စုကိုဗဟုကော်မတီစုံကြီးအစည်းအဝေးကပဲဖြုတ်ချနိုင်တာပါ။ဗဟုကော်မတီကိုကွန်ကရက်ကပဲအသစ်လဲနိုင်တာပါ။ကွန်ကရက်ကမခေါ်တာကြာခဲ့ပြီ။ဗဟုကော်မတီစုံကြီးအစည်းအဝေးကလည်းမထိုင်တာကြာပြီ။ နောက်တော့အယုံကြည်မရှိအစိုးကဘိုးကော်မတီတဲ့အထိရောက်လာတယ်။ဒုတိယရေကန်မြေကန်1962ဇူလိုင်9ရက်ပြီးတော့ចောင်းသားခေါင်းဆောင်တွေတောခိုလာတယ်။သူတို့ကရန်သူအပေါ်တိတ်ပြတ်သွားတယ်။ပါတီတွင်အခြေအနေကိုလည်းအားမရဘူး။1963မှာနေဝင်းရဲ့စစ်စက်ရေးကိုအကြောင်းပြုပြီးတရုတ်ပြည်ကရဲဘော်တွေပြန်လာတယ်။သူတို့ဗမာပြည်ကထွက်တာတုန်းကအခြေအနေမျိုးမဟုတ်ပဲအခြေအနေနှိမ့်ကျနေတာကိုတွေ့တယ်။သူတို့ကလည်းအားမရဘူး။ တတရရေကန်မြေကန်ဒါကတော့တရုတ်ပြည်မှာယဉ်ကျေးမှုဒေါ်လာရေးဆိုတာကြီးဖြစ်တယ်မော်စီတုံးကိုဗဟိုပြုတဲ့ဒေါ်လာရေးအမြေကန်ဂိုင်းတွေပေါ်တယ်ဒီရေကန်မြေကန်ကအထက်မှာပြောခဲ့တဲ့ရေကန်မြေကန်ကိုထွက်ရလန်ပြလိုက်သလိုဖြစ်သွားတယ်ပီကင်းရေဒီယိုကလည်းလေးဦးခိုင်းရဲ့အာပေါ်တွေလွှင့်နေတော့အတန်လွှင့်တာနားထောင်ပြီးဂိုင်းကနအဆုစိတ်တွေတဖွာဖွာပေါ်တာပဲဒီရေကန်မြေကန်၃ခုကပေါင်းစည်းမိသွားတော့ ပါတီတွင်းဒေါ်လာရေးပေါ်တာပဲ CBC မှာကရည်ကြီးမှုဒေါ်လာရေးကိုထိန်းချုပ်နိုင်တဲ့ပါတီတွေကတခြားအင်အားစုတွေရှိတယ်လေးဦးခိုင်းပဲရှိတာမဟုတ်ဘူး CBB ကျွန်တော်တို့မှာကတော့ထိန်းချုပ်နိုင်တဲ့တခြားအင်အားစုမရှိဘူးဗမာပြည်ရဲ့ထူးခြားချက်ဆိုပြီးတတ်တာတွေထိလက်လုံကုန်တယ်ဟုတ်တယ်လေဗမာပြည်မှာကဖြုတ်ထားထုတ်ထားသူကိုနင်းနေတာအိမ်ကျုပ်ချတာထောင်ထဲထဲတာလုံနိုင်တာမှမဟုတ်ပဲတတ်ပြမှာရတာပဲဒီလိုနဲ့ ဗမာလူလျှောက်ချီဆိုတဲ့ရဲဘော်ကြီးကိုရှဲတို့ဗမာတိတ်ဆောင်ပင်ဆိုတဲ့ရဲဘော်ထေးတို့အသက်ခံရတာပဲတိတ်ဆောင်ပင်စစ်ကပြန်ပေါ်လာနိုင်တယ်ဗမာပြည်မှာနာမည်ပေးခံရတဲ့တိတ်ဆောင်ပင်ကတော့အသက်ခံလိုက်ရတယ်ဒါလည်းထူးခြားချက်ပဲဗမာပြည်မှာကအရှိန်သက်ပင်နိုင်သူမရှိဘူးခါတိုင်းမှာတော့သခင်တန်းထုံးပဲမှာသူပဲအမပြင်နိုင်ခဲ့တာပဲအခုတော့သူကစောစောကပဲလှုပ်ကြံခံလိုက်ရပြီးသခင်စင်တို့သခင်ချစ်တို့ကအမကို မြင်အောင်တော့ ပြင်ဖို့မလွယ်တော့ပါဘူးဘကိုးယုံမဟာအောင်မြေးဆိုတဲ့အစွဲအထက်ပါမှာပြီမှာထိုးစီကြီးကိုရှောင်ရင်းတင်းရင်းနဲ့ဘဟုက မိုးကုတ်ဘက်ရောက်လာတယ်ပြည်သူရေဘော်ကလက်နဲ့ချသွားလို့ရောက်လာတာပဲမိုးကုတ်နယ်မှာရှိတဲ့ပါတီရဲ့ပျောက်ကြားတက်နယ်လည်းအဆက်မရဘူးဘဟုကတကယ့်ကိုလိတ်ပက်လက်ဘဝပဲဆက်ပြေးရင်တရုတ်ပြည်တဲ့ပြေးဖို့ပဲရှိတယ်ဒီအချိန်မှာဘဟုကဂုံရောင်ပြောင်နဲ့ဆုံးဖြတ်ချက်ချလိုက်တယ်ဘကိုးယုံမကူ ယူကြီးလမ်းကနေဆင်းဖို့ဆုံးဖြတ်တယ်။ပီပီတွေလူခွဲပြီးဆင်းတယ်။တလောကဂျာနယ်တစ်ခုထဲမှာ101ကြော်ဝဲမောင်ရဲ့ဆောင်းပါးဖတ်လိုက်ရတယ်။ရဲဘော်ကြီးကိုရှယ်ကိုမန်းလေးအထိခေါ်ထုတ်လာတာသူပဲလို့သိရတယ်။ကျေးဇူးတင်ပါတယ်။ပီပီအားလုံးဘကိုးယိုးမကိုချောချောမောမောရောက်တယ်။အဲ့ဒီကလေးကဘကိုးယိုးမကိုစွန့်ရင်ဆုံးရှုံးတယ်။ဘကိုးယိုးမဟာ အောင်းကြီးဆိုတဲ့အစွဲစွဲတော့တာပဲ။ အစွဲနဲ့တင်ရက်နေရင်တော်သေးတယ်။စစ်ရေးလမ်းစဉ်ဖြစ်ပါသခင်တန်းတော်ကဆုံးဖြတ်ထားခဲ့တော့ဩခရသခင်စင်သခင်ချစ်တို့ပြင်လို့မရတော့ဘူး။ဘိုးယိုမကိုခေါ်ခဲ့ဖို့အရှိမြောက်နဲ့ရှမ်းပြည်နယ်ကဘယ်လိုပဲတင်ပြပါစေသူတို့မပြင်ဝင်တော့ဘူး။ဒီစစ်ရေးအမြင်အမှားကကျိန်စာတင့်တယ်လို့ဖြစ်တော်တာပဲ။ဒီလိုနဲ့မြင်းချင်းပြင်ချင်းမရဖြစ်သွားလို့ဖထသအမားကရေရှည်သွားတာပဲ။မိစာကုံစီခန်းဖြစ်မှအလိုလိုငြိမ့်သွားရတာပဲ။ ကွာကြတဲ့အနေထားသခင်ပါသိမ့်တင် သခင်တင်ထိုးထုတ်ခေါင်းဆောင်နဲ့အရှိမြောက်ရော ရှမ်းပြည်နယ်ပါ ဖြုတ်ထုတ်တတ်မှားနေပြီဆိုတာကို CPC ရဲ့အကူအညီနဲ့သိနေတာကြာပြီ ကို့အထက်ကဘ ਹੁ ကိုပြောဖို့ကြတော့သိတ်ကွာကြနေတယ်ဘ ਹੁ ရဲ့လမ်းစဉ်အမားကို တိုက်ရမှာမတိုက်တိုင်ရင် ပါတီကွဲတတ်ပါတယ်ဒါလည်း CPC ရဲ့အကူအညီသူတို့ရဲ့အတွေ့အကြုံရပေးတဲ့အကြံဉာဏ်ပဲ။ ။သခင်စဉ်သခင်ချစ်တို့ကိုရောက်အောင်ပဲလုပ်ပါ။ရောက်လာရင် ခမရတို့ကဖထသလမ်းစဉ်အကြောင်းတခေါမှမဟပါနဲ့။ CPC ကသူတို့ကိုတရုတ်ပြည်ရဲ့အလဲလာရင်ကြိုးဆိုတယ်ဆိုတာလောက်ပဲပြောပြပါ။တရုတ်ပြည်ရဲ့ရောက်မှသူတို့ကဖြောင်းပြပြောဆိုပါမယ်ဆိုတာအထိနီလန်းပေးပါလေ။တရုတ်ပြည်မှာကလည်းရှုပ်ထွေးနေတာပါ။ရင်ကျင်းမှုဒေါ်လာရေးကလည်းလှုပ်ဆဲပါ။ဆိုဗီယက်ကိုခွာပြီးအမေရိကန်နဲ့ရင်ကြားစေရေးကလည်းလှုပ်ဆဲပဲ။လေဦးကိုင်းကလည်းတကိုးထွားဆဲပါ။ ရှုပ်ပါတယ်နိုင်ငံရေးအကွက်တွေများပါတယ်ကျွန်တော်တို့မသိနိုင်တဲ့အရှုပ်တွေပါဥပမာတစ်ခုပဲပေးပါမယ်1987မှာ CBB က CPC ကိုတဝန်လာပေးနေကြထုံးစံတိုင်းပေးပါတယ်ရေးနေကြတိုင်းပဲဗမာပြည်ကအခြေအနေကိုရေးပါတယ်အမေရိကန်ရဲ့နောက်လိုက်ခွေးနေဝင်းစစ်ဆိုရဆိုတာ ပါတယ်အဲ့ဒီတော့မှ CPC ကတဝန်လာမှာပါနေတဲ့အမေရိကန်ရဲ့နောက်လိုက်ခွေးဆိုတာကိုအဖြစ်မှန်နဲ့မကိုက်လို့ပြင်ပေးပါလို့ပြောပါတယ်အဲ့ဒီတော့က ထုံးစံကတဝင်းလွာကိုနှစ်ဖက်ကကြပြိုင်နဲ့အတန်လွင့်တာမီဒီယာမှာတင်တာလောက်ရလို့မတက်တာပဲသူတို့ကပြောလာတာဖြစ်ပါတယ်နိုင်ငံရေးရပြောရင်နေဝင်းစစ်အုပ်စုဟာဆိုဗီယက်ဂိုင်းကိုမိကိုနေတာပဲဗန္ဒာရေးရပြောရင်ဂျပန်ကအကူအညီဆုံးပဲစစ်ရေးရပြောရင်အမေရိကန်ဗြိတိန်အစ္စရေးစတာတွေပဲကူညီနေတာပဲဆိုတာကို ထောက်ပြပါတယ်အဲ့ဒီကလေးကနေချေပေါင်းစုံကိုမိကိုနေတဲ့နေဝင်းစစ်အုပ်စုဆိုတဲ့အတုံးနှုံးကိုပါတီကပြောင်းတုံတာပါ ဒါပါတော့ကြုံလို့ရေးတာပါ။ကြွားကြတဲ့အနေထားဟာအဲ့ဒီကလေးကစပါလေ။ဖထတာကြောင့်ကြွားကြတာမဟုတ်ပါဘူး။စစ်အစိုးရက CBB ရဲ့အဓိကရန်သူဖြစ်နေပြီး CPC ရဲ့မိတ်ဆွေဖြစ်နေတာကြွားကြတဲ့အနေထားဖြစ်စေပါလေ။ဖထတာနေကုန်းချုပ်ကိုဘာကြောင့် PB ထဲမှာပဲထားရတယ်လဲ။ဖထတာလောက်တာကိုအားပေးတဲ့သူတွေရဲ့ gain CPC ထဲမှာရှိတယ်။သူတို့ကြောင့်ပဲနေဆက်မှာအခြေခံဒေသတွေတက်တွေဖော်နိုင်တာပဲ။ ခုတော့မှမထူးတော့ပါဘူးရန်သူကလည်းခွဲထွက်တွေကတဆင့်သိနေတာမဟုတ်အရေးမကြီးတော့ပါဘူးဟိုတုန်းကဒါတွေကို CPB ကဖွင့်ပြလို့မဖြစ်ဘူး CPB ဟာညီအကိုပါတီနဲ့ဆက်ဆံရေးကိုလျှို့ဝှက်ထားရပါတယ်သူ့အကြောင်းလဲကိုမသိနိုင်ပါဘူးသိသလောက်လဲမပြောသင့်ပါဘူးတာဝန်ရှိရှိထိန်းသိမ်းရပါတယ်တရုတ်ရင်ကျေးမှုဒေါ်လာရေးက1987ကျမှပြီးတယ်လို့ပြောရပါမယ် CBB ရဲ့ PB ကဖာထာတာနေကုန်းချုပ်ကို 1985မှာလောက်တာပါဒါကြောင့် PB ကအဲ့ဒီညီကုန်းချုပ်စတန်းကိုမဖြန့်ပါဘူးတိန့်ထားပါလေဖုံးတဝက်ဖောတဝက်လည်းမလုပ်ချင်ဘူးကိုနဲ့ထိတွေ့ခဲ့ရတာတွေကလည်းတပိုင်းတစပဲဖြစ်တယ် CBC မှာကဂိုင်းအစုတွေအမျိုးမျိုးရှိတယ်ကိုသိတာလေးနဲ့တက်ရံကဝင်ပြောလို့မဖြစ်ဘူးဖထသကလည်းသူတို့စီကအတုယူထားတာဆိုတော့တရုတ်ရင်ချင်းမှုဒေါ်လာရေးအကြောင်းမပြောလို့မပြီးဘူးဒါကြောင့်မထုတ်ပြန်မဲထားတာပါအခုတော့ ယဉ်ကျေးမှုဒေါ်လာရေးဆိုတာကအတိတ်ဖြစ်သွားပါပြီ။ဒါကြောင့်ဖထသကရလိုက်တဲ့သင်ခန်းစာကိုလိုသလောက်ရေးနိုင်ပါပြီ။မတူရင်မတူနဲ့ဆိုတဲ့ပထမသင်ခန်းစာတိုင်းပြည်တပီနဲ့တပီမပြောနဲ့ကိုတိုင်းပြည်တပီတည်းမှာပင်ဖြစ်စီချွတ်ဆွတ်ထက်တူဖြစ်တယ်ဆိုတာလောကမှာမရှိနိုင်ပါဘူး။1939 1940 1941တွေတုန်းကလိုအဖြစ်မျိုးကျွန်တော်တို့ဗမာပြည်မှာထပ်မဖြစ်နိုင်ပါဘူး။စင်တူယိုးမှာတော့ဖြစ်နိုင်ပါလား။ ကမ္ဘာအခြေအနေကလည်းထက်မဖြစ်နိုင်ဘူး။စင်တူရိုးမတော့ဖြစ်နိုင်တယ်။ချွတ်ဆွတ်ထက်တူတော့ဘယ်တော့မှမဖြစ်နိုင်ဘူး။တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်သမိုင်းဖြစ်ပေါ်မှု တူဖို့ဆိုတာပိုပြီးဝေးတယ်။ဖာထတာရဲ့ပထမဆုံးအမကတရုတ်ပြည်နဲ့ဗမာပြည်တူသလိုလိုပုံတူကူးချတာပဲ။တရုတ်နဲ့ဗမာမတူဘူးဆိုတာကိုတရုတ်ခေါင်းဆောင်ကြီးတွေသိတယ်လို့ကျွန်တော်တို့နေဆက်ကခေါင်းဆောင်တွေကလည်းသိနေတာပဲ။တရုတ်ယဉ်ကျေးမှုဒေါ်လာရေးက ေါ်လာရေးအောင်မြင်ပြီးစက်ကုန်နဲ့နဲ့နေမှာလောက်တာဖြစ်တယ်။ချန်ကီရှိတ်ကထိုင်ဝမ်ပြေးနေရပြီ။အမေရိကကဆိုဗီယက်ကိုပဲအဓိကထားနေရပြီ။ကျွန်တော်တို့ကတော့တော်လန်ရေးကတည်ဤဤကြဆင်းနေတာပဲ။နေဝင်းကလည်းမိုင်းနေငယ်ပဲဝေးတဲ့ရန်ကုန်မှာအထိုင်ကျနေတယ်။ပဲခူးရိုးမှဆိုတာကရန်သူဝိုင်းဝိုင်းလဲနေတယ်။မိမိနဲ့ရန်သူအင်အားအချိုးအစားက1အချိုး1000လောက်ဖြစ်နေတယ်။ ရန်သူကလည်းထိုးစက်မိမိကလည်းထိုးစက်ဆိုတဲ့စစ်ရေးလမ်းစဉ်ကကမ္ဘာမှာဘယ်တော့မှမရှိဘူးတဲ့တင်တယ်ကပြည်ကအမြင်ပဲဒီမိုကရေစီဗဟိုချုပ်ကံမှုကိုမဖျက်ဆီးနဲ့ဆိုတဲ့ဒုတိယသင်ခန်းစာကွန်မန်ဒပါတီရဲ့စီအိုရေးမူဟာဒီမိုကရေစီဗဟိုချုပ်ကံမှု DC ဖြစ်တယ်ဒီမိုကရေစီကိုဖျက်သိမ်းရင်ပါတီတွင်ဘဝကိုဖျက်ဆီးတာပဲဂိုင်းတွေအုပ်စုတွေကျိတ်ဝိုင်းတွေမုတ်ချပေါ်မှာပဲ ပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမြစ်မှာ ပါတီဝင်တွေရဲ့အခွင့်အရေးတွေကိုဖော်ပြထားတယ်6ချက်ရှိတယ်ပါတီကချမှတ်တဲ့လုပ်ငန်းစဉ်လမ်းစဉ် policy တွေခြေလှမ်းတွေသာမကနိုင်ငံကကွန်မြူနီလှုပ်ရှားမှုနဲ့ဆိုင်တဲ့ပြဿနာများပါပါတီဝင်တိုင်းပါဝင်ဆွေးနွေးပိုင်ခွင့်ပေးထားတယ်အများစုရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူရင်လည်းမိမိထင်မြင်ချက်ကိုထိမ့်သိမ်းထားနိုင်တယ်မိမိပါဝင်တဲ့ပါတီဖွဲ့စည်းမှဖြစ်စေအထက်ဖွဲ့စည်းမှဖြစ်စေတင်ပြနိုင်ခွင့်ရှိတယ် ဟိုရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူရင်ပြည်လုံးကျပါတီကွန်ကရက်ထိတင်ပြခွင့်ရှိတယ်။ဖထသကအဲ့ဒီစီယုံရင်မူတွေကိုဖျက်ဆီးပစ်တာပဲ။ဖထသကာလမှာဗဟိုမရှိတော့ပါဘူး။တရုတ်ရင်ချင်းမှုဒေါ်လာအိမ်မှာကဗဟိုကိုဖျက်သိမ်းမဖြစ်ဘူး။ဖျက်သိမ်းလို့လည်းမဖြစ်ဘူး။သူကတရုတ်ပြည်ကြီးတစ်ခုလုံးကိုကိုစားပြုနေရတဲ့အစိုးရအာဏာရပါတီဖြစ်တယ်။ရဲဘော်ချော်ရင်လိုင်းဦးစီးတဲ့အစိုးရအဖွဲ့က အစိုးရတစ်ခုရဲ့အလုပ်ကို ပုံမှန်လဲပတ်အောင်လုပ်နေတာဖြစ်တယ်ကျွန်တော်တို့ကသဘုံထနေရတော့မယ်ပါတီဘဟုမရှိရင်ဘာမှမရှိတော့တာပဲဖြစ်မယ်အရှိမြောက်မှာဖထထမလုပ်ဖဲနေတာကတကယ်တော့ဘဟုကိုဆန့်ကျင်တာပဲတစ်ဖက်ကလည်းဘဟုစစ်စစ်လုပ်ဖို့တင်ပြနေတာပဲစင်ပြန်ဘဟုထောင်းချင်ရင် လွဲပါတယ်ကိုမတက်ကြီးကြီးမားမားရှိတယ်တည်ငြိမ်တဲ့အခြေခံဒေတာကြီးရှိတယ်နိုင်ငံတကာဆက်သွယ်ရှိတယ် အတန်လွင့်ယုံရှိတယ်။စင်မြန်လှုပ်ချင်ရင်လွဲပါလေ။ဒါပေမဲ့ဘလို့မှမလှုပ်ခဲ့ဘူး။ဩခရသခင်စင်ရဲ့မိန့်ခွန်းတွေကိုတီးဖြတ်ပြီးလွင့်ပေးပါလေ။တီးဖြတ်တာဟာဘ ਹੁ ချုပ်ကံမှုကိုအပြည့်အဝနာခံတာတော့မဟုတ်ဘူး။ဒါပေမဲ့မတီးဖြတ်လို့မဖြစ်ဘူး။တပါတီလုံးဖထထလှုပ်ကြဆိုတာမျိုးကိုတော့တီးရမှာပဲ။ဖြတ်ရမှာပဲ။ဒါဟာဘ ਹੁ ချုပ်ကံမှုကိုဒစိမ့်တစ်ပိုင်းချိုးဖောက်တာလို့ဆိုနိုင်တယ်။ဒီလိုချိုးဖောက်ဖို့လိုနေလို့ မတက်တာပဲလောက်ရတာပဲမိစာကုံစီခန်းဖြစ်ပြီးဘကိုးယိုးမမှာဘ ਹੁ မရှိတော့မှ1995ဘ ਹੁ ဆိုတာကိုဖော်ထုတ်တာဖြစ်တယ်ဘကပအလံလဲလို့မဖြစ်ဘူးဒါကြောင့်အလံထူလိုက်တာပဲဒုတိယကွန်ကရက်1945ကတင်မြောက်ခဲ့တဲ့လက်ကျန်ဘ ਹੁ ကော်မတီတွေကိုအခြေခံပြီးတိုးချဲ့လိုက်တာဖြစ်တယ်ပါတီသစ်ထောင်တာမဟုတ်ဘူးဒုတိယကွန်ကရက်က1945မှာလုပ်ခဲ့တာဖြစ်လို့ကြာခဲ့ပါပြီတတိယကွန်ကရက်ကို 85ဗဟုကော်မတီက1985ကြာမှလုပ်နိုင်တယ်။နှစ်40ကြာသွားတယ်။ကွန်ကရစ်ကိုဖြစ်ကြတဲ့ဆန်လုပ်လို့မဖြစ်ပါဘူး။တခင်ဆိုးက1944ခုနှစ်မှာအဲ့ဒါလိုဖြစ်ကြတဲ့ဆန်လေတဲ့ကွန်ကရစ်လုပ်ခဲ့လို့1946မှာလန်နီခွဲမှု ပေါ်ခဲ့တာပဲ။ဒီသင်္ကန်းစာကိုဘယ်တော့မှမမေ့ဘူးလို့ပါတယ်။အထူးသဖြင့် UG ကာလမှာအဓိကခေါင်းဆောင်လုပ်နေသူကသတိကြီးကြီးထားရပါမယ်။ပါတီကွန်ကရစ်ကျင်းပနိုင်တဲ့အခြေအနေရှိရင် ပါတီဘိုဟိုကကွန်ကရက်ခေါ်ပေးရမှာဖြစ်တယ်လို့ဖြစ်ခဲ့တဲ့ဆန်းကွန်ကရက်မျိုးကိုလည်းမလုံမိဘူးသတိထားရပါမယ်1985မှာ55ဘိုဟိုကော်မတီကညံ့များဆဆာကြံတော့တာမဟုတ်ဘူးအသက်ဆက်ရုံလေးပဲကြံတော့တာပဲလက်နက်ကိုင်တိုက်ပွဲတိုက်နေတဲ့ပါတီဖို့ကွန်ကရက်ကိုပုံမှန်ကျင်းပနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဒီလိုပဲနိုင်ငံတကာမှာလုပ်ခဲ့ကြတာဖြစ်သည်ဒီချုံရင်းချက်ကိုပြင်တဲ့အနေနဲ့85ဘိုဟိုကော်မတီကပါတီစီမင်းတွင် ပုံမှန်33ကို ြထန်းခဲ့တာဖြစ်သည်ပုံမှန်33ကဒီလိုဆိုသည်ကွန်ကရစ်ခေါ်နိုင်သည့်အခြေအနေလည်းမရှိ ပါတီဗဟုကော်မတီကို တိုးချက်ဖွဲ့စည်းရန်အပူတပြင်းတောင်းဆိုနေသောအရေးတကြီးအခြေအနေမျိုးတွင်ဗဟုကော်မတီသည်ဗဟုကော်မတီတိုးချက်ဖွဲ့စည်းခြင်းကိုခြွင်းချက်နေဖြင့်ပြုလုပ်နိုင်သည်လို့ရေးထားသည်ယခုပါတီကဗဟုစည်းဝေးကော်မတီ COC ကိုဖွဲ့စည်းထားခြင်းဟာထိုပုံမှန်အရဖြစ်သည် စရုပ်ထက်ကွန်ကရစ်ကျင်းပနိုင်တဲ့အချိန်ထိ COC ကဗဟိုတာဝန်ကိုယူနေမှာဖြစ်သည်ဤကစကားချက်တတရသင်္ကန်းသားကဂိုင်းအုပ်စုဖွဲ့တာကိုဘယ်တော့မှအာမပေးနဲ့ပါတီဗဟိုကိုမယုံကြည်တော့ရင်ဂိုင်းအုပ်စုဆိုတာ ပေါ်စမြဲပါ ပါတီဗဟိုကိုမယုံကြည်တော့တာကဖထသမပေါ်ခင်ကလေးရပါကာကြီးတရုတ်ပြည်မှာ ရင်ကျေးမှုဒေါ်လာရေးပေါ်တာခါခွေးနေဝင်းကတရုတ်ဆန့်ကျင်ရေးလုပ်ပြီး မူကြီး၅ချက်ကို ချိုးဖောက်ပေးတာကငယ်တရုတ်ပြည်ပါတီမှာ၄ဦးကိုင်းကအာနာတစိ့တပိုင်းရနေတာအဲ့ဒါတွေမတော်တဆပေါင်းဆက်မိသွားလို့အရှိမြောက် NE ပေါ်တာပဲ NE ပေါ်လာလို့လဲဘကပိုက်တက်တန်းရှိတာပဲဒီခွင်းဆက်ကိုအတိအမှတ်မပြုရင်မှားပါလေဒီခွင်းဆက်ကိုသိနေရင်ဘာကြောင့်ဘကပမှာခွဲထွက်တွေပေါ်တယ်ဘာကြောင့်တရုတ်ကွန်မြူနစ်ဆိုရက နဝတနာဖာနဲ့ယင်ဒီချစ်ကြည်နေရတာလဲဆိုတာတွေရဲ့အဖြေကပေါ်လာမှာပါစကားချက်အဓိကသင်္ကန်းစာကြီး၃ရပ်ကိုတင်ပြပြီးပါပြီနောက်ဆုံးတင်ပြချင်တာကပါတီရဲ့တက်တန်း80အတွင်းမှာ အမှန်တွေအမှားတွေ အများကြီးလုပ်ခုပါတယ်ဒါပေမဲ့ဂုံယူပြီးပြောနိုင်တာကအမှားတွေဘယ်လိုပဲကျွလွန်ကျွလွန်ရန်သူမပြောက်ပါဘူးဖာထာတာရဲ့အမှားဟာသေလောက်တဲ့အမှားပဲဒါပေမဲ့ သူကရန်သူပြောက်သွားတာမဟုတ်ဘူးပြန်လဲပြင်ဆင်ရေးဝါဒသားစဉ်မြေးဆက်ဘယ်တော့မှမပေါ်စေဘူးဆိုတော့လွဲမှားတဲ့ရည်ပန်းချက်နဲ့ကို့ပါတီတွင်မှာရန်သူရှာခဲ့လို့ဖြစ်တယ်ပြည်သူတွင်ပြည်ပခပါတီတွင်ပြည်ပခကိုရန်ငါပြည်ပခအဖြစ်မြင့်တင်လိုက်လို့မှားတာပဲတကယ်ကပါတီတွင်လမ်းစဉ်တိုက်ပွဲကို ပါတီရဲ့စီမင်းဥပဒေအရဆင်နွှဲတာကိုအားပေးရမှာပါ ပါတီတွင်မှာလမ်းစဉ်တိုက်ပွဲက ဘယ်တော့မှဆိုရှိနေမှာပဲမရှိနဲ့ဆိုပြီးကွတ်ညက်လို့မဖြစ်ပါဘူးဒီမိုကရေစီဗဟိုချုပ်ကံမှုဘောင်ထဲမှာလမ်းစဉ်တိုက်ပွဲတိုက်တာကိုအားပေးရပါပဲပါတီတွင်းလမ်းစဉ်တိုက်ပွဲကိုဒီမိုကရေစီလက်ရှိဗဟိုချုပ်ကံမှုလက်ရှိတဲ့အခြေအနေမှာတိုက်တာကိုအားပေးရပါမယ်အထူးသဖြင့်အင်အားကြီးနိုင်ငံတွေကမ္ဘာစနစ်သစ် NWO လွန်ပွဲဆွဲနေချိန်မှာပြည်တွင်းမှာလည်း NLD SPDC လွန်ပွဲဆွဲနေချိန်မှာ တိထားရမယ်သာဝရသင်ခန်းစာဖြစ်ကြောင်းတင်ပြပါမယ်